မင်္ဂလာပါကချင်ဝိတ်သတင်းဌာနကနေစဉ်တင်းလာနေကနေတောက်ကြနေအထိညနေခင်းတိုင်းတင်ဆက်သွားမယ့်သတင်းအစီအစဉ်ဖြစ်ပါတယ်။ကျွန်မကတော့နေစဉ်ထူးခြားသတင်းတွေကိုတင်ဆက်ပြီးသွားမယ့်သတင်းအစီအစဉ်တင်ဆက်သူမယူဆန်မဲဖြစ်ပါတယ်။ ကချင်ပြည်နယ်မိုးညင်းမြို့နယ်အင်းတော်ကြီးဒေသနမုံမြို့မှာဒီကနေ့မနက်ကကချင်လူမျိုးရေးတပ် KIA နဲ့စစ်ကောင်စီရှမ်းပြည်လူမျိုးအမျိုးခံလက်နက်ကိုင်တပ်ဖွဲ့တွေကြားတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။ KIA တပ်စခန်းတည်ရှိတဲ့နမုံမြို့နယ်စနွင်းကုန်းဘက်ကိုစစ်ကြောင်းထိုးလာတဲ့အတွက်နှစ်ဖက်အဖွဲ့ကြားတိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်တယ်လို့စီရေးတရင်ရင်းမြစ်တွေထံကနေသိရပါဗျ။ တိုက်ပွဲမှာစစ်ကောင်စီနဲ့ရှမ်းပြည်တိုင်းဒေသအမိခံပူးပေါင်းအဖွဲ့တွေဘက်ကတိုက်စုံမှုတွေရှိခဲ့ပြီးစစ်ပစ္စည်းနဲ့လက်နက်တွေတင်စီရမိတာရှိတယ်လို့လည်းသိရပါဗျ။နောက်ထပ်သတင်းပို့အနေနဲ့စစ်ကောင်စီကကောလင်းမြို့နယ်ကိုဒီကနေ့ဧပြီလ17ရက်နေ့နဲ့မနေ့ကဧပြီလ10ရက်နေ့မှာနှစ်ရက်ဆက်တိုက်လေကြောင်းတိုက်ခိုက်မှုအကြိမ်ကြိမ်ပြုလုပ်ခဲ့တဲ့အတွက်အရက်တာထိခိုက်တိုက်စုံမှုတွေရှိခဲ့ပါဗျ။ စစ်ကောင်စီကဒီကနေ့မနက်အစောပိုင်း3နာရီမှာကောလင်းမြို့နယ်အရှိချမ်းကချင်ကုန်းရွာတဝိုက်ကိုလေကြောင်းတိုက်ခိုက်မှုတစ်ကြိမ်ဒီကနေ့မွန်လွဲ3နာရီကျော်မှာပဲကောလင်းမြို့နယ်တောင်ပိုးလာအုပ်စုရှော်ဖြူကုန်းရွာကိုတစ်ကြိမ်ဒီကနေ့တရက်ထဲမှာပဲလေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်တိုင်တိုင်ပြုလုပ်ခဲ့တာဖြစ်ပါတယ်ဒုတိယအကြိမ်လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်မှာအရက်သားပြည်သူအမျိုးသမီး2ဦးတေဆုံးခဲ့ပြီးနေအိမ်တွေလည်းမီးလောင်ပျက်စီးခဲ့ပါတယ် ဧပြီလ10ရက်နေ့မွန်လွဲပိုင်းကလည်းတဒဝူတက် Jet Fighter တစ်စီးနဲ့စကိုင်းတိုင်းကောလင်းမြို့နယ်အရှိချမ်းကစစ်ရှောင်တွေနေတဲ့အင်ပင်လာရွာစာတင်ချောင်းကိုစစ်ကောင်စီကဘုံချခဲ့လို့အရက်တာထိခိုက်သေးဆုံးတာတွေရှိခဲ့တယ်လို့သိရပါဗျ။စစ်ကောင်စီကပေါင်300လေယာဉ်ဘုံနှလုံးကျဲချခဲ့တာဖြစ်တယ်လို့ကောလင်းဒေတာခန့်တအူးကကချင် Wave ကိုပြောပါဗျ။ အဆိုပါလျင်ဘုံကြောင့်စာတင်ချောင်းမှာခိုလုံနေတဲ့ဆစ်ဆောင်ပြည်သူ6ဦးတိဆုံးခဲ့ပြီးအသက်14နှစ်အရွယ်လို့ယူဆရတဲ့အမျိုးသမီးငယ်တဦးတစားစီဖြစ်ပြီးပွဲချင်းပြီးတိဆုံးသွားခဲ့ရတယ်လို့ကောလင်းဒေတာခန်တဦးကပြောပါတယ်။ဒါအပြင်စာတင်ချောင်းနဲ့နေအိမ်တချို့လည်းထိခိုက်ပျက်စီးတာတွေရှိတယ်လို့သိရပါတယ်။နောက်ထပ် သတင်းတစ်ခုအနေနဲ့မြကြီးနာမျိုးကဗဟိုတကြံမန်းသက်ကိုပြန်လည်ဖြုတ်ဖြတ်လိုက်တယ်လို့သိရပါတယ်။ ကြံကာလဤကစားဖို့ပြင်ဆင်ထားတဲ့မြစ်ကြီးနားမြို့အလဲအန်တော်ရှင်ဖျားရှိအထက်ကတိကျောင်းရှိမှာဆောက်လုပ်ထားတဲ့ဗဟိုရေကစားမန်တပ်ကိုပြန်လည်ဖြိုပြက်လိုက်ပြီးဖြစ်ကြောင်းသိရှိရပါတယ်။စစ်အာဏာသိမ်းပြီးနောက်နှစ်စဉ်နှစ်တိုင်းလိုလိုကချင်ပြည်နယ်မြို့တော်မြစ်ကြီးနားမြို့မှာကချင်ပြည်နယ်စစ်ကောင်စီက ရေကစားမန်တန်နဲ့ရေကစားပွဲတွေကျင်းပပြီးခဲ့ပေမဲ့ဒီနှစ်မှာတော့တခြားနှစ်တွေနဲ့မတူဖြတ်သိမ်းလိုက်တာဖြစ်ပါတယ်။ဘာကြောင့်ပြန်လဲဖြုတ်ဖြဲရတယ်ဆိုတဲ့အကြောင်းရင်းကိုမတီးရပေမဲ့မတ်လ28ရက်နေ့ငလျင်လုတ်ခတ်ပြီးနောက်ပိုင်းမှာမန်တန်ဖြတ်ဖို့လှုံ့ဆော်ကြတာဖြစ်တယ်လို့ဒေတာခန့်တွေကဆိုကြပါတယ်။ဒီကနေ့ညနေခင်းရဲ့သတင်းတင်ဆက်မှုအစီအစဉ်ကိုဒီမှာပဲရနာပါရစေ။မိဘပြည်သူအားလုံးစိတ်ချမ်းသာကိုကြမ်းပါပြီးဘေးအန္တရာယ်ကင်းရှင်းပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင်။